နယူးယောက်မြို့ကအစားအစာဖြန့်ဝေရေးဌာနတစ်ခုမှာတန်းစီဆောင်တန်းသူတွေများလွန်းတဲ့အတွက်ဝန်ထမ်းတွေကတော့အစားအစာမလုံမလောက်ဖြစ်လာတော့မှကိုစိုးရိမ်နေကြပါတယ်။တလနီးပါးကြာမြင့်လာတဲ့ American ဆိုးရပိတ်သိမ်းမှုနဲ့မကြခင်ရဆိုင်တော့မဲ့ဆိုးရစားနပ်ရိက္ခာထောက်ပံ့ရေးစီစဉ်ကြောင်းလူသားပေါင်းများစွာကိုငတ်မွက်ခေါင်းပါမဲ့အနေနဲ့ရင်ဆိုင်နေရပါတယ်။ American ပြည်သူ52တန်းဟာအစိုးရရဲ့စားနပ်ရိက္ခာဝယ်ယူရေးဖြစ်စွက်အာဟာရကူညီရေးစီစဉ်စနပ်ကိုအားထားနေကြတာဖြစ်ပြီး အခုဆိုရင်အစားအစာဖြန့်ဝေရေးဌာနတွေဟာလည်းဝင်ပိနေပြီဖြစ်ပါတယ်အတကြီးရွယ်တွေအများပြားရှိသလိုမတန်ဆွမ်းသူတွေလည်းအများပြားရှိပါတယ်သူတို့တွေကစနက်ကလည်းအဆင်မပြေတော့ကျမတို့ကိုပဲအားကိုးနေကြတာပါအခုလိုလုံးဝဖြတ်တောက်လိုက်တော့မယ်ဆိုရင်တော့သူတို့တွေကဖြစ်နိုင်တဲ့များကျွန်တော်တို့ကိုပဲတရားရခိုင်လုံးအားကိုးကြတော့မှာပါလို့အစားအစာဖြန့်ဝေရေးဌာနဝန်ထမ်းတွေကပြောပါတယ်ထရန့်ဆူရဖွဲကတော့အဲ့ဒီစီစဉ်အတွက်ရမုံငွေတွေဟာလူဝင်ပါလာတည့်နေ့မှာကုံဆုံးတော့မှာဖြစ်ကြောင်းသတိပေးထားပြီး David Katness နဲ့ EBT ကတ်တွေကိုလည်းပြန်ပြီးဖြည့်ပေးမှာမဟုတ်တော့ဘူးလို့ဆိုပါတယ်။အစိုးရပေသိမ်းမှုကိုအဆုံးသတ်ဖို့စီနိတ်လွှတ်တော်မှာအပေးယူလုပ်ဖို့လိုအပ်နေပါတယ်။ Democratic ကတော့ရဆိုင်တော့မဲ့ကျမ်းမာရေးအာမခံထောက်ပံ့ကြီးတွေကိုတက်တန်းတိုးဖို့တိုက်တွန်းနေကြပြီးရှင်မတိုးနိုင်ဖြစ်နေတာကိုကြော်ဖြတ်ဖို့ကြိုးစားနေပါတယ်။ Republican တွေကတော့ဒီအထိအဓိကကြတဲ့ short ပတ်မှုတွေမလုပ်သေးပါဘူး။ All we need to end the craziness ဒီအစိုးရပေသိမ်းထားတဲ့ယူသမှုတွေကိုရပ်ဖို့ လေချောင်းထိ ंछ ုပ်ရေးဝန်ထမ်းတွေ TSC လေစိတ်လုံခြုံရေးတွေလေယာဉ်မှုတွေကိုလာစားပေးဖို့လိုအပ်နေတဲ့ American ပြည်သူတွေကိုစားနပ်ရိက္ခာထောက်ပံ့ခြင်းတွေဆက်ပြီးထုတ်ပေးနိုင်မှုအတွက်အစိုးရကိုပြန်ဖွင့်နိုင်ဖို့စင်ကြင်ညာရှိတဲ့ဒီမိုကရက်9ယောက်နဲ့အလဲလက်သမားဒီမိုကရက်3ယောက်က Republican 52ယောက်နဲ့ပူးပေါင်းဖို့ပဲလိုအပ်တယ်လို့ American ဒုတိယသမ္မတကပြောဆိုပါတယ်။ဒီလဆော့ပိုင်းက Trump ဆိုရောက်ွက်ဟာစားနပ်ရိက္ခာအကူအညီတွေကိုဆက်လက်ပေးနိုင်မဲ့ဒေါ်လာဘီလီယံပေါင်းများစွာရှိတဲ့အရေးပေါ်ရန်မုံငွေကိုထုတ်သွင်းဖို့ညှင်းဆဲခဲ့ပြီး ဒီငွေတွေဟာသဘာဝဘေးရန်တွေလိုမျိုးဖြစ်လာနိုင်တဲ့ရေးပေါ်အခြေအနေတွေအတွက်လိုအပ်တယ်လို့ပြောခဲ့တာပါဒီမိုကရက်တွေကတော့ဒီလောက်ရဟာတရားမဝင်ဘူးလို့ပြောဆိုထားပြီးထရန့်ကငမ်းမွတ်မှုကိုလက်လက်အဖြစ်သုံးချတယ်လို့ဆွဆွဲခဲ့ကြပါတယ်ခင်ဗျာ